ထောက်စီးလို့ပါဆိုရင်အိမ်ခွင်းမှာကျွန်တော်ထူးထူးတွေပါရင်ကျွန်တော်တည်ရီကန်လိုက်တယ်အဲ့လိုပဲကျွန်တော်ဒီအက်ဆိုမီတာလို့ပါအောင်ဆိုလို့ရှိရင်လည်းဝမ်းဝမ်းနဲ့တို့တည်ရီရအောင်ကန်တယ်ဆိုတော့ဒီလိုပုံစံမျိုးကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုကြောင့်မျိုးကျွန်တော်ဒီအဲဒီဒီအောက်အသင်းနေနေဆိုလို့ရှိရင် app and down နဲ့များပြီးတော့အသင်းကြီးဆိုလို့ရှိရင်တို့အဲဒီပြောမှာဆိုလို့ရှိရင်ခြေစွမ်းကတော်လေးထက်မြက်တဲ့အချိန်မှာပါတယ်ဆိုတော့ united နဲ့တွေ့ရနေထားမှာ united အနေနဲ့ဒီအချက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လွယ်မဲ့အခြေအနေပါရှိတယ် ားလုံးမင်္ဂလာပါ The United Men YouTube Channel နေပြီးရောအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်စောစုံပွဲ Manchester United က Brentford အိမ်ဝင်းမှာကျွန်တော်တော့ပြီးရောကစားရမယ်ဆိုတော့အဲဒီကျွန်တော်ဒီပွဲကကျွန်တော်ဒီပေါ့နော် Manchester United အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီပေါ့နော်အသင်းရဲ့ momentum ကိုကျွန်တော်ပြန်လဲတည်ဆောက်ဖို့အတွက်ဒီပွဲကကျွန်တော်မဖြစ်မနေနိုင်ရမယ်ပွဲဖြစ်ဖြစ်ပါတယ်ဆိုတော့ပွဲတိုင်းတော့မဖြစ်မနေနိုင်ရမယ်ပွဲ really ဆိုတော့ကျွန်တော်တို့တည်ရင်မျော်လင့်ခဲ့တဲ့ Chelsea နဲ့ပွဲမှာကျွန်တော်အနိုင်ရခဲ့တယ်ဆိုတော့ အဒီဒီ moment ကကျွန်တော်ဒီ rhythm ကဒီပွဲမှာကျွန်တော်တို့အဲထပ်ပြီးတော့ကျွန်တော်မြင်ရဖို့တူရယ်ဒီ Chelsea နဲ့ပွဲမှာကျွန်တော်မြင်ခဲ့ရတဲ့နော်ကျွန်တော်တို့ဒီ aggressive အသင်းရဲ့ကျွန်တော် aggressive ဖြစ်မှုတွေပြီးလို့ရှိရင်ကျွန်တော်ဒီ side band ဆိုင်ရာ mentality ဘိုင်းမြင့်တက်မှုတွေအားလုံးကဒီပွဲမှာကျွန်တော်တို့ဒီဘာနော်ထပ်ပြီးတော့တည်လာဖို့လိုတယ်ဆိုတော့ဒီတည်လာပြီးတော့ကျွန်တော်တို့ဒီဘာနော်တည်လိုင်းလည်းကျွန်တော်မရဘူးရလက်ပိုင်းအရာဆိုလို့ရှိရင်လည်းအနိုင်ရမှာဖြစ်မယ်ဆိုတော့အနိုင်ရမှာကျွန်တော်တို့ဒီဘာနော် ဒီကစားသမားတွေရဲ့ဒီဘောနောစိတ်တပိုင်းဆိုင်ရာကျွန်တော်ပို့ပြီးတော့မြင့်တက်လာမယ်အသင်းရဲ့ကျွန်တော်ကစားပုံပြီးလို့ရှိရင်တော့ဒီဘောနောဟိုအသင်းရဲ့ကျွန်တော်ဒီ playing style ပုံမှာကျွန်တော်ယုံကြည်မှုတွေပို့ပြီးတော့ရှိလာပြီးတော့ကျွန်တော်ကစားတာကပို့ပို့ပြီးတော့တပွဲတက်တပွဲပို့ပို့ပြီးခေါင်းလာမယ်ဆိုတော့ဒီလိုပုံစံမျိုးပေါ့လေဆိုတော့အသင်းတိုင်းကဒီလိုပုံစံမျိုးကျွန်တော်ဒီအနိုင်ရလက်တွေနဲ့ရလက်တွေနဲ့ကျွန်တော်အသင်းတွေကတိစောက်ရတာဆိုတော့ဆိုတော့ United လည်းကျွန်တော်ဒီဘောနောအခုလက်ရှိကျွန်တော်ဒီ Chelsea လို့အသင်းမျိုးကိုကျွန်တော် ဒီဘာနော် maybe ကျွန်တော်တို့ဒီ7ယောက်7ယောက်ဆိုတဲ့အနေထားဆိုလို့ရှိရင်တော့မှဖြစ်နိုင်ကြီးကကျွန်တော်တို့ပထမဆုံးတည်လောက်ပဲဆိုတဲ့အချင်းညမျိုးကနေပြီးတော့ကျွန်တော်တို့ဒီအနိုင်ရလက်ကိုကျွန်တော်တို့ဒီဘာနော်ဟိုရှုပ်ရှက်ခက်ပြီးတော့အချင်းညမျိုးနဲ့ကျွန်တော်တို့အနီးကတည်းကတည်းကကြည့်ပြီးတော့အဲအဲ့လိုမျိုးနဲ့ကျွန်တော်ရအောင်ယူခဲ့ဘလူးဝေးကြီးပြေကျွန်တော်တိုင်ခဲ့တယ်ဆိုတော့ဒီ moment time ကိုကျွန်တော်တို့ဆက်ပြီးတော့ထိန်းနိုင်ဖို့ဆိုလို့ရှိရင် brand phone နဲ့ပွဲကနေစပြီးတော့အနိုင်ရဖို့ကျွန်တော်တို့လိုပါပြီဆိုတော့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အစောဆုံးပွဲလေးကျွန်တော်ဖြစ်တယ်ဆိုတော့ United ကအိမ်ဝင်တော့မဟုတ်ဘူး Brentford အိမ်ဝင်မှာတော့ကစားရမယ်ဆိုတော့ ဟတ်တူဟက်ဒီရဆိုလို့ရှိရင်တော့ဒီနှစ်သိန်းကကျွန်တော်တို့ဒီပြီးခဲ့တဲ့နှစ်က Bravo အိမ်ကွင်းမှာကျွန်တော်တို့43ဆိုတဲ့ result နဲ့ကျွန်တော်ရှုံးထားတယ်အဲ့ဒီရှိမှကျွန်တော်11ဆိုပြီးတော့တရေကျထားတယ်ဆိုတော့အဲ့ဒီရှိမှဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီပေါ့နော်ကျွန်တော်မရှုမလောက်ကျွန်တော်ရှုံးထားတယ်ဆိုတော့အဲဒီဒီနောက်ပိုင်းနှစ်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ Bravo အိမ်ကွင်းမှာကျွန်တော်တို့နိုင်ရဖို့တော်တော်ကိုခတ်တာကျွန်တော်တွေ့ရတယ်တော်တော်ကိုခတ်တယ်တော်တော်ခတ်တယ်ပေါ့နော်ဆိုတော့အဲအဲ့ကိန်းနဲ့ကျွန်တော်တို့ဒီပေါ့နော်ကန်နဲ့နှစ်တွေအကုန်လုံးကြည့်မယ်ဆိုလို့ရှိရင်လေ Bravo မာကျော်ဒီပါသောမတ်ဖရက်ကျော်ကိုင်နေတဲ့အချိန်ကာလတွေကျော်ဖြစ်တယ်ဆိုတော့ဒီနေ့ Brandford ကကျော်မတူဆိုတော့ Brandford အကြောင်းလေးကျော်ပြောရအောင်ပါเนาะဆိုတော့အဲဒီပေါ့နော်ကျွန်တော်တို့ဒီ Brandford ဟာဆိုလို့ရှိရင်တို့ Thomas Frank ကျွန်တော်ဒီထွက်သွားပြီပြီးလို့ရှိရင်ကျွန်တော်ဒီ Brian Ambumo တို့ Christian Knockout တို့ပြီးလို့ရှိရင် Wesa တို့ကစားသမားတွေတော်တော်များများကျွန်တော်တို့ထွက်သွားတာအဓိကကစားသမားတွေတော့တော်တော်များများကျွန်တော်တို့ထွက်သွားပြီเนาะအခုလက်ရှိနေထားမှာဆိုလို့ရှိရင် Brandford ဒီကျွန်တော်တို့ဒီပေါ့နော်အဲဒီ Penny Eye မှာကောင်းတယ် Penny Eye မှာဆိုအားနေတဲ့တည်းရှိတယ်အခုလက်ရှိနီးပြအစ်စ်ရဲ့ အဲဒီလက်အောက်မှာဆိုလို့ရှိရင်เนาะသူတို့ကစားပုံဟာဆိုလို့ရှိရင်တော်တော်ကိုကျွန်တော် flexible ဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်။အဲဒီတပွဲတပွဲကျွန်တော် shape တွေကမတူကြဘူးပေါ့เนาะပြောမယ်ဆိုလို့ရှိရင်အသင်းတစ်သင်းကို shape တစ်မျိုးပုံစံနဲ့ကျွန်တော်တို့အဲဒီချင်းကတ်တဲ့ပုံစံမျိုးပေါ့เนาะ base ကတော့သူတို့4231နဲ့တွားတယ်။အဲဒီခါလေးကျွန်တော်တို့ဒီမှားပါတော့ကျွန်တော်တို့ဒီ assembler လို့ပါလို့နဲ့ကျွန်တော်ကန်တော့ဆိုလို့ရှိရင်လောကဒီဘာလို့ကျွန်တော် fight right 32တွေပါတယ်သူတို့ပုံစံမျိုးတွေနဲ့သူတို့ကစားလာလို့ကျွန်တော်ရှိတယ်။ဆိုတော့သူတို့ထပ်ပူကောင်းတဲ့အသင်းတွေဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီခန်းစစ်9ရောက်တန်းနေပါရင်လည်းသူတို့ကစားလေအခြေအနေမျိုး 就撇得我呢，说、so,，你说这种，也还是被撇得。嗯嗯嗯嗯 အသင်းတသင်းထဲမှာကျွန်တော်ပါတယ်လို့ကျွန်တော်ပြောလို့ရတယ်ပြီးတော့ကျွန်တော် United အနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဒီလူမျိုးကျွန်တော်ဒီခံစစ်ပိတ်တယ်ဆိုလို့ရှိရင်တိုင်းကတခုတည်းကျွန်တော်အဆင်မပြေတဲ့အခြေအနေမျိုးတွေကျွန်တော်မှာရှိထားပြီးသားပြီးခဲ့တဲ့ဘန်လင်နဲ့ပွဲတို့ပေါအောင်ဆိုလို့ရှိရင်လည်းဒီလိုပုံစံမျိုးပဲပေါ့နော်ဆိုတော့အဲ့အချိန်မှာကျွန်တော်ကောင်တာတွေပါကျွန်တော်ကြောက်ရမယ် Brentford ဒီပေါ့နော် Brentford ကောင်တာတွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီ Kevin Shaw တို့ပါလို့ဆိုလို့ရှိရင်တော်တော်လေးကောင်းနေတယ်ပါပါတယ်ပေါ့နော်ဆိုတော့ဟို Brentford အခုလက်ရှိအခြေအနေမှာဆိုလို့ရှိရင်တော့သူတို့ကဒီပေါ့နော်သူတို့ရဲ့အဓိကအားနည်းချက်ဟာဆိုလို့ရှိရင် consistent မဖြစ်တာပေါ့နော် consistent မဖြစ်တာမှာသူ ူကသူတို့ကဘလူးအသင်းနေနေဆိုရင်ကိုဆက်ဆက်မဖြစ်ဘူးလဲဆိုလို့ရှိရင်ဒီဘောတော့ကျွန်တော်ဒီအဲဒီမစ်တေဘယ်ကလပ်တွေတို့ပြီးလို့ရှိရင်ကျွန်တော်ဒီဟွန်းဒီအောက်ပိုင်းကကလပ်တွေဆိုလို့ရှိရင်သူတို့ကသူတို့ရဲ့ performance က consistent မဖြစ်အဲ့ချက်တော့ရှိတယ်။အမှထားပါတော့ကျွန်တော် full and လို့အသင်းမျိုးတို့နောက် full and ကိုအသင်းကိုကျွန်တော်ရှုံးထားတာရှိတယ်။နောက် full and အသင်းကိုရှုံးထားတာရှိတယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီ Sunderland လို့အသင်းကိုကျွန်တော်ရှုံးထားတာ၄ရှိတယ်။နော်။အကြံနဲ့ကျွန်တော်အမှတော့ Chelsea လို့ပါဆိုရင်အိမ်ဝင်းမှာကျွန်တော် ထူးထူးတွေပါရင်ကျွန်တော်တည်ရီကန်လိုက်တယ်အဲ့လိုပဲကျွန်တော်ဒီအဆိုမီလာလို့ပါအောင်ဆိုလို့ရှိရင်လည်း1 1နဲ့တို့တည်ရီရအောင်ကန်တယ်ဆိုတော့ဒီလိုပုံစံမျိုးကျွန်တော်ဖြစ်တယ်ဟောနော်ဆိုတော့ဒီတော့ကြောင့်မျိုးဆိုတော့ဒီအဲဒီဒီအောက်အသင်းနေနေဆိုလို့ရှိရင် app and down နေနေများပြီးတော့အသင်းကြီးဆိုလို့ရှိရင်တို့ဒီပြောမယ်ဆိုလို့ရှိရင်ခြေစွမ်းကတော်လေးထက်မြက်တဲ့အချိန်မှာပါတယ်ဆိုတော့ United နဲ့တွေ့ရနေတာမှာ United အနေနဲ့ဒီချက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လွယ်မဲ့အခြေအနေမှာရှိဆိုတော့ဒီတော့ကြောင့်လို့ကျွန်တော်တို့ဒီ Brentford back ကဘလို့ဒီပြင်ဆင်လာမယ်ဆိုတာတော့တော်တော်လေးခံမှန်းခက်တယ်။ဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကတော့တော်တော်လေးကျွန်တော် flexible ဖြစ်လွန်အားကြီးလို့ပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်အထင်ကတော့ဒီသူတို့မလိုအပ်တဲ့ risk တွေယူမယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ United ကရန်ကောင်းနေလို့တော့မဟုတ်ဘူးဒါပေမဲ့လည်းပဲအဲကျွန်တော်တို့ဒီပေါ့နော်အသင်းကြီးတသင်းကျွန်တော်ဖြစ်တဲ့ squad depth ကျွန်တော်တို့ဒီ grand fort ထားဆားလို့ရှိရင်အများကြီးပိုကောင်းတယ်ဆိုတော့ဒီစကြောင်းမျိုးကျွန်တော်တို့ဒီအဲသူတို့အနေနဲ့အရင်ကြောင်ဖွင့်တိုက်လာမယ်လို့တော့ကျွန်တော်မထင်ဘူးအာနောက်တန်း၅ရောက်ဒီပိုင်းနဲ့တော့ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုတော့ကောင်းတာတစ်ပေါက်ဒီကျွန်တော်တို့ကြောက်ရဖို့ရှိတယ်ဆိုတော့ဒီလိုကြောင့်မလို့ United ကကျွန်တော်စင်ပြင်းပြင်းတိုက်စစ်ဆင်ရပြီဟေးဆိုလို့ရှိရင်တော်တော်လေးဒုက္ခရောက်တဲ့နေရာမှာပါတယ်ဆိုတော့ အဲဘယ်လိုပုံစံနဲ့ဆက်ဖြစ်လာမလဲကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ဒီနောက်တစ်ခုကျွန်တော်တို့ကြောက်ရတာဆိုလို့ရှိရင်ဒီ brand form မှာကောင်းတဲ့ချက်က set piece တွေကောင်းတယ်သူတို့ကကျွန်တော်တို့ဒီပြီးခဲ့တဲ့ Thomas Bryant layout တွေက set piece တွေမှာဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီ corner တွေပဲဖြစ်ဖြစ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ long throw တွေပဲဖြစ်ဖြစ်အကုန်လုံးမှာကျွန်တော်တို့လက်ပြတွေကစားကျွန်တော်တို့တော်တော်လေးအနေအများကြီးတွေပဲပါတယ်ဆိုတော့ဒီတစ်ချောင်းလို့ United ကကျွန်တော်တို့ဒီ set piece နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအဲဒီပေါ့နော် attacking မှာတော့အဆင်ပြေနေပြီဒါပေမဲ့ defending မှာ error တွေကျွန်တော်ရှိနေကြုံပဲဆိုတော့ဒီအချက်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် Brentford ိုအင်ဝင်းမှာ Bradford အင်ဝင်းမှာတွားပြီးတော့ရင်ဆိုင်ရတယ်ဆိုတာက United အတွက်တော်တော်လေးမလွယ်တဲ့ကိစ္စပါဆိုတော့ဒီပွဲမှာကျွန်တော်တို့ကတရေလောက်နဲ့ကျွန်တော်ကြည်လန်းလို့မရဘူးဆိုတော့အနိုင်ကံမှဖြစ်မယ်ဆိုတော့ကစားသမားတွေအနေနဲ့ကျွန်တော်တို့ဒီ winning momentum တခုကိုကျွန်တော်တိစောက်မယ်ဆိုလို့ရှိရင်ဒီပွဲနိုင်ဖို့အတွက်ကအသင့်တော်ဆုံးမှာဖြစ်ဆိုတော့ okay ကျွန်တော်တို့ဒီပြောရတဲ့ next week ကျွန်တော်တို့ဒီ line up prediction လေးကျွန်တော်လုပ်ကြည့်ရအောင်နော်ဆိုတော့ဒီဘယ်ကစားသမားတွေကျွန်တော်ပွဲထွက်လာတော့လေခေါ့နော်ဒီနေရာမှာတော့ကျွန်တော်ယူထားတာကတော့ပုံမှန်ကျွန်တော်လူစင်းမယ်ပါလေဆိုတော့ အဲဒီကြတခုကကျွန်တော်ကက်စမဲလူကဒီပွဲမပါဘူးပြီးခဲ့တဲ့ချက်စင်းတဲ့ဘက်မှာကျွန်တော်နှစ်ဝတနေဆိုတော့ပွဲပယ်မယ်ဆိုတော့ပြီးတော့ကျွန်တော်လစ်ချာလို့ပါကျွန်တော်ပါဖို့မရှိဘူးဒီဟိုတလောကတော့ကျွန်တော်ဒီအဲဒီ training မှာသူပြန် join နေပြီဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ပြန်သုံးဖို့တော့ကျွန်တော်မရှိတော့သေးဘူးကျွန်တော်ထင်တယ်ဗျာဆိုတော့ဒီနေရာမှာကျွန်တော်ဘိုးသမားနေရာမှာတော့ဘယင်တာပါကျွန်တော်ပရိသတ်တွေကတော့ lemon store ပါလို့ကိုမျောလင်းကောင်းမျောလင်းနေမယ် lemon store ပါလို့လည်း maybe ဖြစ်ကောင်းဖြစ်နိုင်မယ်လက်ရှိနေသားမှာတော့ amry ရဲ့ကျွန်တော်ယုံကြည်မှု priority ဦးစားပေးက ပရင်နာဖြစ်နေမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ပရင်နာပဲကျွန်တော်ထွက်လာအောင်မယ်ထင်တယ်ဆိုတော့နောက်တန်း၃ယောက်နေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အပြောင်းလဲလေးဖြစ်မှာကြောကြည့်ရပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာတော့ Maguire ကိုကျွန်တော်ဒီ Central Center Back အနေနဲ့ကျွန်တော်မိနစ်80ကျော်လောက်ထိကျွန်တော်သုံးခဲ့တာမျိုးကိုတွေးရတယ်အဲကြောင့်မှကျွန်တော်ဒီ80ကျော်လောက်မှာ Euro နဲ့လူစားလဲပြီးတော့ကစားတဲ့ပုံစံမျိုးပေါ့လေဆိုတော့ဒီနေရာမှာကျွန်တော်ဒီ Maguire ကိုအနာပေးမလားပေါ့လေအနာပေးမလားကျွန်တော်ဒီဒီ link နဲ့ အဲတော်မလားဗောလေဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမှာကျွန်တော်ဒီ league ကတော်တော်ကိုကောင်းတယ်ဗောနော်ကျော်တော်တော်ကောင်းတယ်ဆိုတာကဒီသူ right center back ကစားတာနဲ့ euro right center back ကစားတာနဲ့မှာအဲတော်တော်လေးကျော်ကွာခြားချက်တွေကြောင်းရှိတယ်အဲဒီ league ကပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ဒီလွတ်သွားတဲ့ကျွန်တော် casemiro ရဲ့နေရာအထိပါသူဟိုပြောရမယ်ဆိုလို့ရှိရင်ကွင်းလယ်မှာလူပိုတယောက်အနေနဲ့ကျွန်တော်ဒီဖြည့်ပြီးတော့ကစားပြိုးတာအဲကစားပြိုးတာမျိုးတွေပါကျွန်တော်တွေ့ခဲ့တာဆိုတော့တော်တော်ကောင်းနေတယ်ဒီ league ကဆိုတော့ ပွဲလေးပန်းနေမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ blue way ဖြစ်ဖြစ်ဒီပွဲမှာတော့ကျွန်တော်တို့ဒီဟိုမကွာရဆိုတာတည်းကျွန်တော်ကတော့ delay ပို့ပြီးတော့ဖြစ်နိုင်တယ်ထင်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ euro နဲ့အဲတွဲမယ်ပေါ့လေဆိုတော့ short delay နဲ့ euro ကပြောမှဆိုလို့အဖြစ်နိုင်ဆုံးပေါ့လေဒီနေရာမှာကျွန်တော်အပြောင်းလဲလုပ်မယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့ဒီအဲဒီ delay နဲ့မကွာရဆိုတဲ့အခြေအနေမျိုးပဲကျွန်တော်တို့ကစောင့်ကြည့်ရမယ်အခြေအနေမျိုးပါဆိုတော့ကျွန်တော် win back team မှာတော့ကျွန်တော်တို့ဒီအဲဒီ patrick dogu နဲ့ကျွန်တော်ကတော့ mazraoui ကိုကျွန်တော်ရွေးထားတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တော့ line နဲ့ထဲမှာကျွန်တော်တွေ့ပါလိမ့်မယ် အာမတ်ကိုကျွန်တော်ထည့်မှာဆိုတော့အာမတ်ကကျွန်တော်ပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာဆိုလို့ရှိရင်လည်းအဲဒီကျွန်တော်နည်းနည်းပြောရမစင်ပြတိတ်ပြီးတော့အာမရကိုအာမတ်ကိုပြီးခဲ့တဲ့ရာသီကတော့ကျွန်တော်အတကယ်အာမရကိုနော်နည်းနည်းကျွန်တော်ဒီ show boat တင်းများများနေသလားလေနော်ဆိုတော့ကျွန်တော်အဲ့လိုထင်တယ်ဆိုတော့ အမကကျွန်တော်ဒီ gain ထဲမှာကျွန်တော် m ဝင်တယ်လို့မျိုးခံစားနေရတယ်အဲ့လိုပုံစံမျိုးခံစားနေရတယ်အဲသူသူသူကျွန်တော်ဒီပေါ့နော်သူအဆင်မပြေတဲ့ဒီ left number တန်းမှာသူကစားနေရတယ်ပါလိမ့်မယ်တို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီပွဲမှာတော့ကျွန်တော်ပြောရမယ်သလိုရှိရင်အဲတကယ်တကယ်တမ်းကျွန်တော်ဒီ winger type တွေကိုတော့အမှန်တမ်းပြောရရင်တော့ပို့ပြီးတော့တော့တိုးတယ်ဒါပေမဲ့ကျွန်တော်ပြောသလိုပဲ ဒီ Brentford ကကောင်းတာတွေကောင်းတယ်ကောင်းတာတွေကောင်းတယ်ဆိုလို့ရေသူတို့ကဘယ်ရန်နဲ့သွားလဲဆိုတော့ဒီကျွန်တော်ပြောတဲ့ Kevin Shaddar တို့ဘာတို့ရဲ့ကြောင့်တောင်းမဲ့ပချမ်းနေရတဲ့ကြောင့်သွားတာအဲ့ကောင်ကကျွန်တော်တို့ဒီ United ရဲ့ကြောင့်ညာချမ်းဘေချမ်းမှာကြောင့်ကစားတာဆိုတော့အဲဒီတကြောင်မလို့ကျွန်တော်တို့အဲ့ပချမ်းကတော့ကျွန်တော်ခန်စစ်ပိုင်းကနည်းနည်းလေးကြောင့်ကောင်းမှရမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီတကြောင်မကျွန်တော်မစားဘူးကြောင်ထည့်ထားတယ်ပတ်မှာတော့ဒီ Patrick Toko ပါလေဆိုတော့အဲကိုယ်လည်းမှာတော့ကျွန်တော်တို့ဒီ Bruno Fernandes တခြားပါပါလိမ့်မယ်ဆိုတော့ Kobe Mainu ကိုကျွန်တော်မြင်နေပြီမြင်မယ်။ Kobe Mainu ကိုကျွန်တော်တို့မြင်ရဖို့က အဲနည်းနည်းတော့ကျွန်တော်နှိစက်နေပြီလို့ကျွန်တော်ထင်ကျွန်တော်ထင်တယ်ပေါ့ဘာလို့ဆိုတော့ menu ကိုယ်တိုင်လည်းအတော်လေးကျွန်တော်ကြိုးပမ်းနေတဲ့အဲအခြေအနေမျိုးတွေကျွန်တော်တွေ့ရတယ်ပေါ့နော်သူအဲသူအနေနဲ့သူကျွန်တော်ဒီပါလဲသူ physical therapy နဲ့တခြားလုပ်နေတာမျိုးတွေပြီးလို့ရှိရင်သူ့ရဲ့ sport မှာပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့နေရာရကြေးအတွက်ကိုသူပြန်ပြီးတော့တခြားအမှန်ကန် train နေတယ်ဆိုတာမျိုးတွေအဲကျွန်တော်တွေ့နေရတာဆိုတော့ main ကိုတော့ကျွန်တော် create ဖို့လို့ရှိတယ်ဒါပေမဲ့ အဲဒီဘောနော်အခုကာလာတွေကတော့ကျွန်တော်မဖြစ်နိုင်သေးဘူးလို့ဆိုတော့ထင်တယ်ဆိုတော့ဒီတော့ကျွန်တော်တို့မှာ defensive mid free time မှာဦးလက်ရှိ customer တို့အောက်သွားပြီဆိုတော့ဦးကလေးကျော်ရှိတယ်ဆိုတော့ဦးကလေး Bruno Fernandes နှစ်ယောက်လုံးကိုပွဲချင်းပြီးကျွန်တော်တုံးမှုဆိုတော့အရင်ရောမဖြစ်နိုင်ဘူးဆိုတော့ဒီတော့ကျွန်တော်တို့အချင်းနှောက်လုံးမယ်ဆိုလို့ရှိရင်တော့ main new ကိုကျွန်တော်ကြိယာဖို့တော့ကျွန်တော်ရှိတယ်ဆိုတော့ဦးကလေး Bruno Fernandes ကတော့ကျွန်တော်ပွဲထွက်လူစင်းပြေထွက်လာနိုင်တယ်ဆိုတော့တော့ထင်ပါတယ်ဆိုတော့ဒီ number 10နှစ်ယောက်မှာတော့ကျွန်တော် Matthias Cunha ရံပါလာမယ်ဒီနေရာမှာကျွန်တော် Mason Mount လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ဗောနော်ဆိုတော့မဲ့ကျွန်တော်ကုညာကိုပဲကျွန်တော်ထည့်ထားဗောနော်ကျွန်တော်ကုညာပြလို့ရှိရင် Brian and Boom ဗောနော်နှစ်ယောက်ထဲကတယောက်ပဲကျွန်တော်ပါလိမ့်မယ်လို့ထင်တယ်မီဇမောင်းရောကုညာရောကိုကျွန်တော်တိုက်စစ်ပုံစံမျိုးကျွန်တော်တို့ယာဒီစားအောင်ကတုံးတဲ့ပုံစံမျိုးကုညာ number 9မီဇမောင်းကျွန်တော် left number 10ဆိုတဲ့ပုံစံမျိုးကြီးရဖြစ်လိမ့်မယ်မထင်ဘူးပြီးတော့ကျွန်တော်ဒီ Chesco ဗောနော် Chesco ပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာသူတော်တော်လေးတနာဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ तू ဒီပြောရမယ်ဆိုလို့ရှိရင်ဒီကောနော်တယောက်ထွက်သွားတယ်ကောနော် Chelsea တယောက်ထွက်သွားတဲ့အနေအထားမှာ तू ကိုးရဖို့တော့တော်တော်နီးစပ်နေပြီဗျာဒီလား သူ9ရောက်မှတော့တော်တော်နီးစပ်နေပြီဘလူးနိုကိုရန်ကလည်းသူဖန်နီးပေးနေရမျိုးကြောင့်တွေ့နေရဆိုတော့9ရောက်မှတော့တော်တော်နီးစပ်ခဲ့ပြီမယ်အဲဒီတော့ debut ကအခုတည်းမရသေးဘူးဆိုတော့တိုက်စစ်မှုကစားသမားတယောက်တူကဒီလိုမျိုးကြောင့် twin ကိုလိုရပါသူရဲ့ confidence တွေကြောင့်မြင့်တက်လာဖို့ကဘလောက်ပဲအတင်းနဲ့အံဝင်ပါလေပြောအဆင်ပြေပါလေပြောပြောမီမော်ရီကောင်းပါလေပြောပြော twin ကိုလိုတယ်ဆိုတော့ဒီတကြောင်မလို့သူ twin ကိုရဖို့ကအရေးကြီးတယ်ဆိုတော့ဒီတကြောင်မလို့ကျွန်တော်ဒီလိုပွဲမျိုးမှာတကြပေါ့ထဲတင်တယ်လို့ကျွန်တော်ထင်ပါတယ်ပေါ့နော်ဆိုတော့ဒီတကြောင်မလို့ အဲကျွန်တော်ဒါကျွန်တော်ပွဲထက်လူစီရင်ပါဆိုတော့ဘရဒါတို့ရဲ့ပွဲထက်လူစီရင်အမြင်တွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြသလို့ရပါတယ်အမြင်မတူဘူးဆိုလို့ရှိရင်လည်းအဲကျွန်တော်ဒီကွန်မန့်မှာပြောသားပြလို့ရတယ်ဆိုတော့အဲကျွန်တော်နောက်ထပ်ကျွန်တော်ဆွေးနွေးချင်တာက Asia Handicap ကျွန်တော်တူ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 ပဲဆွေးနွေးတော့မယ် Asia Handicap ကလက်ရှိ United ဘက်ကနေပြီးတော့ level တရားရှုံးပေးတယ်ကိုပေါင်းစီက3လုံး90ပေါင်းဆိုတော့ level တရားရှုံးပေးတင်ပေးတိုင်းတဲ့ဈေးလို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့ပြီးခဲ့တဲ့ဘတ်တောင်းကျွန်တော် Chelsea တောင်မှအဲဒီပေါ့နော် Chelsea နဲ့ Brentford တွေ့တုန်းကသလို့ရှိရင်အဲ3လုံး90ပေါင်းမဲ့ကျွန်တော်ပေးခဲ့တာ ဒါကိုကျွန်တော်ဒီ Chelsea ကတူးတူးနဲ့ဒီကြားခဲ့တယ်ဆိုတော့ Chelsea United ပြည်ရဲ့ level တရားရှုံးဆိုတဲ့အနေအထားမျိုးကမစိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်ဈေးရတာကျွန်တော်မစိုးဘူးလို့တော့ပြောလို့ရတယ်ကိုပေါင်းစီ350ပေါင်းကြီးမယ်ဆိုလို့ရှိရင်နှစ်ဖက်သွင်းကိုမြင်တွေ့ရနိုင်တဲ့ပွဲလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီလက်ကြောင့်မလို့ရွေးဟေးဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဟိုအသင်းကျွန်တော်မရွေးချင်ဘူးဗောနော်ဘာလို့ဆိုတော့ United ဈေးကဈေးမှန်ရုံပဲရှိတယ်အဲဒီညမှာကျွန်တော်350ပေါင်းဆိုတော့အဖွင့်ပွဲလေးဖြစ်တယ်ဆိုတော့အဲဒီဗောနော်ကျွန်တော်ဒီ goal လေး နှစ်ဖက်သွင်းကိုလေးများမြင်ရမှာပါနော်ဆိုတော့ဝမ်ဝမ်လောက်ကလည်းကျွန်တော်စကြည့်ရမယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတော့ကိုးဘော်လေးတော့ကျွန်တော်မစိုးဘူးလို့ထင်ပါတယ်ဆိုတော့အခုစကူကတော့ဒီဘွဲကိုအဲဝမ်ဝမ်နဲ့ဒီကြမယ်ဆိုပြီးခမန်းထားဖြစ်ပါတယ်ခက်ကောင်ဟူးစုကိုမင်းနေနေများနေပြီနော်ပြီးခဲ့တဲ့ဘွဲက Chelsea နဲ့3-1ဆိုမြန်မာလာဘာဖြစ်သွားလဲနော်ဒီကောင်ဝမ်ဝမ်ဆိုဒီကြရင်ဆိုဘိုးလေးကကျွန်တော်ကိုးပြတော့နိုင်အောင်မလားပဲဆိုတော့စောင့်ကြည့်ကြပါကျွန်တော်ဘလိုပဲဖြစ်ဒီဘွဲတော့ကျွန်တော်ကိုးဘော်လေးပပလေးကျွန်တော်ကြိုက်ပါတယ်ဆိုတော့အဲဒီတကယ်လို့ tip တွေပါရအတွက်ကျွန်တော်ဒီဘောနော်ဆန္ဒရှိရဆိုလို့ရှိရင်ကျွန်တော် Telegram channel ရှိရအဲ့ channel ကိုကျွန်တော် try ထားပြီးလို့ရပါတယ်ဆိုတော့ ါပါပဲကျွန်တော်ဒီဒီဒီပွဲအတွက်အဲ brother တို့ကျွန်တော်ဘယ်လိုမြင်ကြလဲဘယ်လိုလူဇက်တွေထွက်ပေါ်လာမလဲထင်ကြလဲ United နိုင်မယ်ထင်ကြလားကိုမမောင်မောင်ရဆွေးနွေးပြသလို့ရပါတယ်ကြည့်ရှုအားပေးညီပေါင်းများအားလုံးကျေးဇူးများတင်ပါကျွန်တော်နောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ